ဂျော်ဒန်ပစ်ဖို့ရဲ့လက်စွမ်းပြမှုကြောင့်ဂူဒစင်ပက်မှာတရေတမတ်တာရယူနိုင်ခဲ့တဲ့အာစနယ်မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနီဂျူဒူပါရီအေဗာဒန်နဲ့အာစတေရိုရဲ့ပွဲပြီးသုံးသက်ချက် full time review ကိုကျွန်တော်ရဲ့ညီကိုနဲ့အတူတူလုပ်သွားကြပါတယ်ဒီ reset ကတော့ကျွန်တော်တို့ပွဲမစခင်ဂျိုတင်ခတ်မှန်းခဲ့တဲ့ reset တစ်ခုဖြစ်ပါတယ်အရင်အန်အားတင်စရာကောင်းတဲ့ reset တစ်ခုတော့မဟုတ်ဘူး ဒါပေမဲ့အာစနယ်အသင်းနိုင်ဖို့အခွင့်အရေးတွေမြောင်များစွာရှိခဲ့တယ်။အာစနယ်အသင်းရဲ့ twin goal တချို့ကိုမယုံကြည်နိုင်စရာကောင်းလောက်တဲ့ပုတ်ထုတ်ကာကွယ်မှုတွေပြုလုပ်သွားတဲ့ Jordan Pickford ကိုကျွန်တော်တို့အဓိကချီးကျူးရမှာဖြစ်ပါတယ်။ Expert ကိုရဝင်းကိုဝင်ရမယ့်အခြေအနေမျိုးတွေကန်သွင်းတဲ့ကစားသမားတွေလည်းလိုအပ်ချက်မရှိဘူး။ပထမတကူ trouser bounce ဖြစ်လာတဲ့ဘောလုံးကိုကန်သွားတယ်။အဲ့ဘောလုံးကထိန်းလို့လည်းမလွယ်ဘူး။နောက်မှနောက်ခံလူတယောက်ကပ်ပါလာတယ်။ ဲ့ဒီ bounce ဖြစ်တဲ့အခြေအနေကို trout ကပါပါနဲ့နဲ့ပဲကန်သွားတာတိုးတော့ pivot what the fuck လို့ပြောရမှာပဲကြောက်စရာကြီးအဲ့လိုအလုံးမျိုးကဝင်းဝင်းမှာဗျာကျွန်တော်ဝင်ပြီးပြောနေတာဒါမဲ့မင်းကြီးနိုင်တဲ့ကောင်းလောက်တဲ့တုံ့ပြန်ကာကွယ်မှုမျိုးနဲ့ပုတ်သွားတယ်ကျွန်တော်နောက်ထပ်တစ်လုံး Martinelli Martinelli ရဲ့ကန်သွင်းချက်ကလည်းတေချာပေါက်ဂိုးဝင်မဲ့အကွက်ကြီးရအောင်ထပ်ပုတ်သွားတယ်အဲ့တော့ Jordan Pitfo ရဲ့စွမ်းဆောင်ရည်ပိုင်းကဒီတေဝဲအတွက် အဓိကအခရာကြခဲ့တယ်။တနည်းအားဖြင့်အာဆင်နယ်ဘက်ကပြောမယ်ဆိုရင်တော့အာဆင်နယ်နိုင်ပွဲမရဖို့အတွက်အဓိကအဟန့်အတားဖြစ်စေခဲ့တာဂျော်ဒန်ပစ်ဖို့ရဲ့စွမ်းဆောင်ရည်တကြောင်ဖြစ်ပါတယ်။နောက်တစ်တစ်ပိုင်းကဟိုကွင်းလက်တိုင်ရဲ့အဆုံးဖြတ်ချက်ပေါ့နော်။ဒါဝေဘန်နာမဟုတ်ပါဘူး။ဟိုကွင်းလက်တိုင်ဆုံးဖြတ်ချက်ကသူ့ရဲ့စိတ်ကူးစိတ်တမ်းဖြစ်တဲ့သူ့စိတ်ထဲကဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ကျွန်တော်တွေကဘာမှတော့မပြောလို့သို့တော်ညာလဲ Everton တင်ရသွားတဲ့ penalty twin goal ကဒါကျွန်တော်တယောက်တည်းယူဆကြတယ်နော်။ မပေးလို့ရတယ်တော်တော်သူကတော့သူ့ယူဆချက်နဲ့သူဘလို့ကောက်ချက်ချလဲတော့မပြောတတ်ဘူးပေါ့နော်လူးဝစ်ကယ်လီဒီဂျက်ဂဲရီစင်ကိုကျူးလွန်တဲ့ပစ်ဒဏ်ကပန်နတီပေးရလောက်တဲ့အထိတော့ပြင်းထန်မှုမရှိဘူးဒါပေမဲ့ဂျက်ဂဲရီစင်ကလည်းပပနဲ့နဲ့နဲ့ဒါပန်နတီရအောင်ယူသွားတယ်ပေါ့ဗျာတကယ်လို့အဲ့ဒီအလုံးကိုပြစ်ဒဏ်ပေးမယ်ဆိုရင်လည်းပန်နတီစီးထဲမှာဖြစ်သွားတဲ့ဖြစ်ရမဟုတ်ဘူးပေါ့လဲတာကတော့ပန်နတီစီးထဲမှာလဲသွားတယ်ဗျာတတ်တတ်ညာညာပေးရေးဆိုရင်ဖောင်းပေးခြင်းတယ်ဆိုရင်တောင်ကျွန်တော်ဆိုလိုတဲ့ဘောက free kick ကံကွင်းပေးုံနဲ့အလုံလောက်တယ်ပေါ့လေတိုးတော့ကွလက်တိုင်ကတော့ဒါကို penalty ဖြစ်သတ်မှတ်ပေးတယ်ဒီနေ့မှာတခုပြောသေးရရှိတာကျွန်တော် Louis Scully ပေါ့ Scully အရန်ကောင်းပါတယ်ကျွန်တော်လည်းအခုနောက်ပေါက်တွေထဲမှာ Scully ကိုတော်တော်ကြိုက်တယ် Nwaneri ထက်လည်းကြိုက်တယ်တိုးတော့ပားရည်နဲ့ရရှိဖို့တော့လိုတယ် aggressive ဖြစ်တယ်ဆိုတာ နေရာတိုင်းမှာဖြစ်လို့မကောင်းဘူးအခုဒီဖြစ်ရမှာဆိုရင်လည်းဗျ Jack Harrison ကအရှိန်ပါနေပြီ ။ तू အဲ့လောက် live ဖိနေကြမှာမလို့တော့ဟိုကလဲမှာ तू တိနေတာပဲပေါ့နော်။နည်းနည်းပါရင်နေရှိမယ်ဆိုရင် Louis Kelly ဒီ shape ဖြစ်လာနိုင်တယ်ကစားသမားတစ်ယောက်ပါ။အဲ့ဒီနေ့ပွဲထဲမှာ Louis Kelly ဆိုမှ Skelly ရဲ့နောက်ကနေဘောလုံးကို running with the ball လောက်လာတဲ့အရှိန်ဟုံကြီးကြောက်စရာကြီးဗျ။ကျွန်တော်အဲ့ moments တခုကိုတေချာလေးမှတ်မိတယ်။ဘောလုံးမကြည့်နေတဲ့အချိန်အာမီဒိတ်အတန်တွေပါထွက်သွားတယ်။ဟာဟင်ကနေပဲတောက်လျှောက်တဖက်အသင်းရဲ့နော် goal area ရဲ့အထိပြေးသွားတာတာကော့စကီခြေတော်နဲ့လှမ်းတလိုက်လို့ လှမ်းမတောက်ဆိုရင် တကူတော့ထိုးပေါက်မှုနဲ့ Louis Kelly ကိုသွင်းမဲ့ပုံစံမျိုးဂျားထဲမှာလည်းဘလောက်ပဲလိုက်ပိုင်းလိုက်ပိုင်းတစ်ချက်ရိုင်မတော်ဘူးလဲမတော်ဘူး physical တော်တော်ကောင်းတဲ့ကောင်လေးဗျအဲ့တော့ကျွန်တော်မြင်မိတာဟို Calafiori ကိုခေါ်လိုက်တယ်ဆိုပေမဲ့ Louis Kelly ကပို့ပြီးတော့နေရာရတဲ့နေနေရာလဲရမယ်လို့ကျွန်တော်ထင်တယ်ဒါ Kelly နဲ့ဆက်ဆက်လို့ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးဆွေးနွေးတာပါကျတော့ဒီနေ့ viewer ဘိုင်းကကြည့်မယ်ဆိုရင် evidence ကတော့ physical ဘိုင်းကိုပဲအဓိကအားပြုပြီးကစားသွားတယ်။ Gui နဲ့ နော်ကျွန်တော်ဒူကူရီတို့ဆိုရင်ကွင်းလယ်ပိုင်းမှာဘောဝင်းနေအကောင်းဆုံးလိုက်လုံနိုင်တယ် running with the body လိုက်လုံနိုင်တယ် queen ဆိုရင်ပိုဆိုးတာပေါ့လေ defensive action အရင်ကောင်းတယ် arsenal တင်းရဲ့ကွင်းလယ်ပိုင်းက jorginho တို့ rice တို့ mirino တို့ကိုအကောင်းဆုံးဖိအားပေးပြီး pressing တွေတောက်လျှောက်လုပ်သွားတယ်သူအသက်ရွယ်ကဒါအကောင်းဆုံးအချိန်မဟုတ်တော့ဘူးဒါတောင်မှ Ghana Ghana ဆိုပြီးတော့နာမည်တက်ထားတယ်ဗျာကျွန်တော်ဒီကြောတော့မှာတော့နာမည်ရင်းတော့ gui လို့ခေါ်တာပေါ့ထားပါအဲ့သူလိုင်လီမှာပြသခဲ့တဲ့ခြေသွန်းနိုင်မဲ့လက်ရှိအချိန်ထိ ပြတ်သားနေတယ်ပဲဂွီပါတဲ့အတွက်ကြောင့်အာဆင်နယ်တင်းရဲ့ကွင်းလယ်ဆိုးမှုမှုအားတော်တော်လေးလျော့သွားခဲ့တယ်။အဲ့တော့နှစ်သင်းလုံးကဟိုပတ်စင်နေအများယူပြီးကစားတဲ့ပုံစံမျိုးတော့မတွေ့ခဲ့ရဘူး။ Everton ကတော့ဒီလိုကစားတဲ့ပုံစံဒါသူတို့ကစားနေကြပုံစံတိုင်းပြဿနာထရီရူးမရှိဘူး။ Arsenal အသင်းကတော့သူတို့ဘောလုံးကိုတိတ်မတဲတော့ဘူး။ဘောလုံးတဲတဲ့အခါကျရင်ပူပင်မဲ့မယ်။နော်။ပို့ပြီးတော့ကစားသမားရဲ့အနေနဲ့ခြေလှမ်းတွေများမယ်။ဘောလုံးပိတ်ပို့မှုတွေရှိမယ်။အဲ့အတွက်ကြောင့်ပို့ပြီးထိရောက်တဲ့ ဒရိုက်ဘတ်စ်တီကိုပဲအသုံးပြုပြီးနှစ်သင်းလုံးကကစားသွားခဲ့တယ်အာဆင်နယ်ဆိုရင်ဒါကော်နာတွေကနေဂိုးရဖို့အတွက်ဒက်လန်ရိုက်ရဲ့ဖြတ်တင်ဘောတွေကနေအများကြီးအားထုတ်ခဲ့တဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲတစ်ဖက်ကအေဗာဒန်ကလည်းထိုနည်းတူပဲကွင်းလမ်းမှာဘောလုံးကစားကွက်အများကြီးမရှိဘူးဆိုတော့ညာလေတခါတခါ counter attack တွေကရတဲ့ situation မျိုးတွေမှာဂိုးဝင်ဖို့အတွက်ဖြစ်သွားတဲ့အခြေအနေတွေအများကြီးပဲအဲ့တော့နောက်ပိုင်းမော်ဒန်ဘောလုံးလောကခေတ်မှာအဲ့လို potential တွေအများကြီးယူเนาะ ကျွန်တော် positional rotation လို့အဲ့လိုပုံစံမျိုးတွေထက် counter attack ကိုပဲအားပြုတော့တယ်အဲ့တော့ကျွန်တော် pressing ပေးတယ်ပြီးတာနဲ့ bidet တွေပြန်မတယ်တော့ပဲ counter attack ကိုပဲသွားတယ်အဲ့တော့ pressing ပေးတယ်ဆိုတဲ့ hand ဒီမှာဘောလုံးကိုချက်ချင်းရအောင်ဖို့အတွက် counter press ပြန်ပေးတာလားတော့ဒါမှမဟုတ် yield နဲ့ high press ပေးတာလားမြည်တော့ပင်စိုးသေးကမှ transition chain ပြီဆိုရင်သူက counter attack ကိုပဲသွားတာအဲ့တော့ဒီနေ့ဒီလိုပြူအပိုင်းတုံးနေဆိုတာအသင်းနှစ်သင်းလုံးမှမြင်ခဲ့ရတယ်။အာဆင်ကတော့ဟိုတည်ကြသွားတယ်ဆိုရင်ကျွန်တော်ကထွေထူးထူး ပြဿနာမရှိဘူးလို့ထင်တယ်သူတို့ငโกကလေးကဒီလို reset မျိုးထွက်မင်မန်ကြိုလဲတိထားကောင်းတိထားနိုင်တယ်အတင်းရဲ့အဓိကကသာသမားတချို့ပွဲချိန်တဝက်လောက်နားခဲ့ရတဲ့သူတွေရှိမယ်ဒဏ်ရာပြဿနာမရှိရတဲ့သူတွေရှိမယ် Real Madrid ပွဲတွင်အင်ပြစ်အားပြစ်ဖြစ်နေနိုင်တယ်အတစ်ဖက်က Real Madrid အတင်းကလည်း La Liga Champions ကိုစိန်ခေါ်နေရတဲ့အချိန်မှာ Valencia နဲ့တွေ့ဆုံမှုရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ လူချမ်းပြီးကစားသွားတဲ့လုံရက်အပေါ်မှာမှန်တယ်လို့ထင်တယ်ဒီတိုင်းမှာကစားရမှာပဲဟိုယူမိုက်ပြီးတော့ဗျာဒီတပွဲနိုင်ဖို့အတွက်တော့မင်းအိုဒီကလည်းကစားနော်ကျန်တဲ့ကစားသမားတွေလည်းအတကုံဖြုတ်ထုတ်သွင်းဒါကြီးကအဆင်မပြေဘူးပြိုင်ပွဲဆိုတာတရက်သေးရှိတာမဟုတ်တစ်ဖက်မှာလည်းဒါပြုတ်သေးတာမဟုတ်ဗျာရီယယ်မက်ဒရစ်နဲ့တွေ့လို့အာဆင်နယ်ပြုတ်သွားပြီလို့လည်းဘယ်သူမှမပြောနိုင်ဘူး အခွင့်အရေးရှိတယ်ရရရတဲ့လောက်အသုံးချမှာပဲအဲ့တော့ Arsenal အသင်းဒီနေ့ကစားသွားတဲ့ပုံစံကတော့ဒါတာမန်ပဲတစ်ဖက်က Everton ကိုနိုင်ဖို့အတွက်အခွင့်အရေးတချို့တောင်ရခဲ့ပါတယ်သို့တော့ Jordan Pickford ရဲ့အဲ့မြုံချနေတဲ့အကောင်းလောက်တဲ့ကာကွယ်မှုတချို့တောင် Arsenal ကနိုင်ပွဲမရခဲ့တာပါဆိုတော့ကျွန်တော်တို့ twin goal လေးတွေပြန်ပြီးတော့ဆန်းစစ်ကြည့်အောင် Arsenal ပထမရသွားတဲ့ဒါ twin goal ဆိုရင်လည်း counter attack situation မျိုးကနေရသွားခဲ့တာပါနော်အဲ့တော့ဒီလိုကွန်မြူတွေကပြောမယ်ဆိုရင်ဟို trouser အနေနဲ့ twin ယူနေကြပုံတန်အတိုင်းပဲဗျ trouser လည်းဒီနေ့ပွဲစဉ်တော်တော်ကောင်းတယ်ပေးလိုက်တဲ့ဘောလုံးကတော့ဒါ Rahim Sterling အနေနဲ့တာမန်ဘောလုံးပေးဖို့မူပဲပေးတာ trouser ကပပနဲ့နဲ့နဲ့ကျွန်တော်ကိုးရအောင် twin သွားတဲ့အတွက်ကြောင့် Rahim Sterling ရဲ့ဒါ twin ကိုတကူဖန်တီးတဲ့ပုံစံမျိုးတော့မြင်ခဲ့ရတယ်ပေါ့လေတကယ်တဲ့ credit ပေးရမှာဒါ Rahim Sterling ကိုဟိုပေးရမှာဖြစ်ပါတယ်ဒီကိုဆိုရင်လည်းကျွန်တော်ပြန်လဲရယူသွားတဲ့အခြေအနေမျိုးကအဲ့လိုတစ်ဖက်အသင်းကတိုက်စစ်ဆင်နေတဲ့အခြေအနေမျိုးမှာပြန်ပြီးတော့ရယူသွားခဲ့တာပါ ဲ့တဖက်က evident ရသွားတဲ့ penalty twin ကလည်းကျွန်တော်ရှေ့မှာပြောပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် true true တော့ပြောမနေတော့ဘူး jacker racing ရဲ့ပါနမှုကြောင့်ရသွားတဲ့ penalty twin ကိုလို့ပြောရမယ်ဒီကိုတော့ andy ကကန်သွင်းယူသွားခဲ့တာပါ andy ရဲ့ကန်သွင်းယူချက်ဒီညာကန်ဘယ်ပေါက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ပွဲပြီးတဲ့အချိန်မှာ arsenal တင်းကတော့ဟိုသူတို့ ပုံဖော်ခြင်းရဲ့အနိုင်ရလက်တခုတော့ပုံမဖော်နိုင်ခဲ့ပဲဒီရလက်နဲ့သာပြီးဆုံးသွားခဲ့ပါတယ်အဲ့ဒါကြောင့် Liverpool နဲ့ Fulham ပွဲစဉ်က Liverpool အသင်းပေါ်မှာဖိအားအနှဲငယ်ယော့သွားပြီးတော့ဘယ်လိုပြောမလဲ Liverpool နိုင်ဒီရှိတော့တည်ကြသည်ရှိတော့ပြဿနာထူးထူးတော့ဖြစ်မနေတော့ပါဘူးကျွန်တော်တို့ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ကြားရတဲ့အထဲမှာကစားမယ် Real Madrid နဲ့ပွဲစဉ်ကိုသာအိုက်ပရိသတ်တွေအနေနဲ့အာယုံစိုက်ထားရမှာဖြစ်ပါကြောင်းတုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားကြည့်ပါရခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်